ဒီကနေ့ကျွန်တော်ဖတ်ပြမှာကတော့ခေါ်သံ online magazine တွင် ရေးသားဖော်ပြထားတယ်။ဆရာမောင်တုံညရှက်ပုံသားလေးရေးသားထားတယ်။တော်လန်ကြီးကပို့အရေးကြီးတယ်ဆိုတဲ့ဝတ္ထုလိုလေးပဲဖြစ်ပါတယ်။တော်လန်ကြီးကပို့အရေးကြီးတယ်။လွန်ခဲ့သောရစ်သက်တဲ့ဘက်ကစစ်ဆောင်စကန်တနီယာက ကျွန်တော်မိသားစုစီရောက်နေခြင်းတွင် ရဲဘော်ဒိန်ချဲနဲ့ရဲဘော်ကျွဲချီတို့ကကျွန်တော်စီရောက်လာကြသည်အကြောင်းကိစ္စကဘာရင်မဟုတ်ကျွန်တော်ရှိနေသည်ကိုသိ၍တမင်လာခြင်းဖြစ်တည်တယ်ဒီလိုနဲ့စစ်ဆောင်စကန်ကဝါထန်ကတဲကလေးတည်းရှိသည်လက်ဖက်ရည်တုပ်ကလေးကိုရကလေးဖက်ချန်းဆေးလေးကလေးအကံပြီး စကားပြောပြကြသည် သူတို့စမိတာက ရှည်တန်းစစ်မိပြီအခြေအနေဖြစ်ပြီး အဆုံးသက်ကအခြေရေးပင်ဖြစ်သည် အခြေရေးမရောက်ခင်မှာတော့ရဲဘော်ဒင်းကျဲကအချို့တော်လိုင်းရဲဘော်များလက်နက်ကင်ပြီးရန်ကားသည့်အကြောင်းရင်ဖွင့်လာ၏ကျွန်တော်ကလည်းသူတို့အရေးကဲကြည့်ကဤတို့ဤပုံတိတိလောက်ကလေးရှင်းပြရသည်လွန်ခဲ့တဲ့တပတ်ကတူမီတော်လိုင်းစာစဉ်တစ်ခုက တော်လံမာလာရန်ကားမာလာဆိုတဲ့ မျက်နှာဖုံးနဲ့စာစဉ်အမှတ်တစ်တစ်၈ကိုဖြန့်ချလိုက်တယ်။ဒါကိုကော်ပီယူပြီးပြည်သူလူထုတွေကငါတို့တော်လှန်ရေးသမားစီအရောက်ပို့ပြီးဒါဟာပြည်သူတော်လှန်ရေးဟေ့လို့သတိပြန်ပေးတယ်။ဒီမေကွန်ကမေးတဲ့နဲ့မေကွန်ပါပဲ။တကယ်တော့လက်နက်ကင်နေဆိုတာလက်နက်ရဲ့အရာတာကို ခံစားပြီးပြည်သူကို ရန်ကားဖို့ မဟုတ်ဘူး။ ွဲတစ်ခုရဖို့ထဲရက်ဆက်ရုံပါတဲ့အာနာရှင်လက်အောက်ကလွတ်မြောက်ဖို့ကပိုအရေးကြီးတယ်လို့စာတင်ငန်းတွေကထွက်ပြီးပြည်သူလူထုရဲ့အသက်အိုးအိမ်ကိုကာကွယ်ဖို့လက်နက်ကိုင်တိုက်ပွဲဝင်နေခြင်းပဲကျွန်တော်စကားဆုံးဒီနေ့ကျွဲကြီးကဝင်ဖြစ်ပြော၏တချို့ကောင်တွေတော်လန်ရေးကိုစိန်ခံစရာ ကစားခွင့်များ မှတ်နေသလားမသိပါဘူးဗျာတာဝန်မှန်းယာရုမှန်းမသိ ယူနီဖောင်းတကားကနေရမှုပျော်ပါနေကြတယ်။အင်းနှစ်တည်ကြာလာတာနဲ့အမြတနိုင်ငံလုံးအတိုက်တာနဲ့ကြည်ရင်ဘေးထွက် ဆိုချူအနေငယ်တော့စီစမဲပါပဲ။အရေးကြီးတာက ပြည်သူတွေပဲ။ဘဲကောင်တွေဒီတော်လန်ရေးမှာလက်နက်ကင်ပြီးစိန်ခန့်ဂျိုးထောင်နေပါစေ။ပြည်သူကလက်မခံရင်ဘဲကောင်မှမင်းမူရန်ကားလို့မရဘူး။ ကိုလွန်းကသာမင်းမူမရဘူးပြောနေတာတချို့ကောင်တွေကစစ်ဦးတွေပေါ်တက်ထိုင်နေကြပြီဗျကျွန်တော်ကထရည်မိသည်ဓာတွေကဟာတဆံပါတယ်ဒီမဲ့ငါကောင်ငါတို့လိုဘာမဟုတ်သေးတဲ့ရဲဘော်တွေမပြောနေငါမသားဘူးတာအရာပြောရရင်ဖះရှင်လက်ထက်ဝေတန်တရားမင်းကြီးကသူ့ရဲ့ဒါနပါရမီဖြည့်စည်းဖို့ကြိုးပမ်းအားထုတ်စင်ပါ ပြည်သူသဘောဆန္ဒတူညီချက်မရှိဘဲနိုင်ငံပိုင်စင်ပြူတော်ကိုလှူလိုက်လို့ဝေသံတရားမင်းကြီးဟာပြည်သူတွေရဲ့ပြည်နှံတံပေးခြင်းခံလိုက်ရတယ်လို့မှတ်သားဘူးတယ်။အေးဒီလိုပဲလူသားရတာကိုစိုက်နှစ်သက်သွားတဲ့ပေါ်ရီတာရာဘရင်ဟာလည်းဇတုဇာစားတဲ့အကျင့်ကိုစွန့်လွတ်ဖို့ပြည်သူလူထုကတောင်းဆိုတာကိုဂိယူးမဆိုင်ပဲနေတဲ့အခါမှာနောက်ဆုံးတော့တိုင်းပြည်က ထွက်ခွာသွားရတာပဲဒါတွေကဖြစ်ရမှန်တာရကတွေဒါကြောင့်ပြည်သူကမကြည်ပြူရင်ဘလောက်အင်အားကြီးကြီး နောက်ဆုံးတော့ပြည်သူကပေးတဲ့ဒဏ်ခံရတာပါပဲသူတို့နှစ်ယောက်ကကျွန်တော်စကားကိုတိတ်လက်ခံခြင်းမမပေါ်အဘဲကြောင့်ဆိုတော့ကျွန်တော်တာရကပြသည့်ဖြစ်ရများကလက်ရှိမြေမောက်ခင်နေဝေးกว่าသည်မတူတော့ဘေဟု သူတို့နှစ်ယောက်က ယူဆနေခြင်းဖြစ်သည်ပြည်သူသားအဓိကဆိုတာဟုတ်တော့ဟုတ်ပါလေဒါပေမဲ့တကယ်တမ်းကြာရင်လက်နက်ရှိတဲ့လူကိုလက်နက်မရှိတဲ့ပြည်သူတွေကမားနေတာကိုမာမန်သိရနဲ့ရင်ကုန်နှုတ်ပိတ်နေရတာကလွရင်ပြည်သူကဘာလုပ်နိုင်ပါတယ်လေဗျာသူထိုစကားပြောသူကိုကျွန်တော်တစ်ချက်တွေ့သွား၏စိတ်ထဲကလည်းဒီကောင်မေ့နေတာလား မသိတာလားဟုတွေးနေမိသည်မင်းကတော့ဆရာမင်းကိုနိုင် ပြောသလိုကိုကိုကိုသွင်းဖို့အမြဲချောင်းနေတဲ့အပင်မပေါက်နိုင်တဲ့ကင်းနေတဲ့မျိုးစစ်ဖြစ်တော့မှာပဲဗျာဘလို့ဘလို့သူကကျွန်တော်စကားကိုသဘောမပေါက်ဟန်ထက်ခါတလဲလဲပြန်မင်းနေသည်အေးဟုတ်တယ်မင်းစဉ်းစားကြည့်လေဒီတော်လိုင်းအစပြုပြီးတိုက်ပွဲဝင်ကြတဲ့ကား နှစ်ပေါင်း90လောက်တိဆောက်ထားတဲ့မအားလာတက်ကိုတိုက်ထုတ်ဖို့ငါတို့မှာဘာရှိခဲ့လို့လဲငါတို့ဒီတော့ဒီတောင်ကိုဝင်လာကြတဲ့ကရန်သူလက်နက်ဒိုးလက်နက်ဆိုပြီးကြွေးကြော်ဝင်လာတာပဲငါတို့မှာအိမ်ကပါလာတာဆိုလို့လက်သုံးချောင်းရင်ကြောဝဲတလုံးရင်အသက်တစ်ချောင်းရင်ပဲအခုချိန်မှာမအားလာတက်တွေစစ်ရှုံးကြီးရှုံးကြလို့သူတို့လက်နက်က ငါတို့လက်နဲ့ဖြစ်နေခဲ့တာမင်းလဲတွေ့တဲ့အတိုင်းမြင်တဲ့အတိုင်းပဲတော်လိုင်းရေးမအောင်ပါဘာမှပူစရာမရှိဘူးအရေးကြီးတာက တော်လိုင်းရေးမှာကန္နာအသီးသီးကပါဝင်နေကြတယ်နင်တို့လိုငါတို့လိုတော်လိုင်းရေးရဲ့ပေါ်တယောက်ချင်းစီကဒီတော်လိုင်းရေးအပေါ်မှာ ကိုလိပ်ပြကိုလုံးအောင်ယူသားကြဖို့ပဲဒီမှာငါထပ်ပြောမယ်ခုတချို့တော်လိုင်းရေးရဲ့ပေါ်တွေက လက်နက်ကန်အရသာခန္ဓာတွေ ။တွားမကြည့်နဲ့။ဒီလိုခံတဲ့လူတွေကတော်လန်ရေးကြည့်ပြီးရင်ငါကတော့တော်လန်ရေးထဲမှာ iPhone ကင်နေနိုင်နေဟဲ့။ငါကတော့ဥပဒေပေါ်မှာထိုင်ပြီးလောက်ခဲ့တယ်ဟဲ့လို့ဘယ်ပြည်သူရှေ့မှာမှထုတ်ပြောလို့မရဘူး။ဘာကြောင့်လဲဆိုတော့သူတို့တော်လန်ရေးသမိုင်းကရိုင်းခဲ့လို့ပဲ။မင်းတိထားရမှာကတော်လန်ရေးတဲ့ပါဝင်နိုင်ုံနဲ့သမိုင်းဟာမလှသွားဘူး။တော်လန်ရေးအပေါ်မှာ ယောသားဖြောင့်မတ်မှာတမိုင်းလာမယ်။ဒါကြောင့်တော်လန်ရေးကဘို့အရေးကြီးတယ်။တော်လန်ရေးကြီးအောင်ပြီးရင် ပြည်သူကမင်းကောင်းတဲ့မင်းရုပ်ကိုဘလို့ရွေးကောက် တင်မြောက်မလဲဆိုတာသိနေပြီသား။ဒီတော်လန်ရေးကြီးအောင်သွားပြီးငါတို့နိုင်ငံအာဏာရှင်အောက်ကမြူတမုံတစမကြမ်းလွတ်မြောက်တဲ့ခါမှာငါကတော့ဘယ်ဝင်ကြီးရဲ့သားဆိုပြီးဘယ်ပြည်သူ အပေါ်မှာမှ နိုင်တဲ့စီနင်း လုံရဲတဲ့ကောင်တွေပေါ်တော့မှာမဟုတ်ဘူးအေးပေါ်လာရင်လဲစကုရာစုခေဝိဇိယပြတ်ဆက်ထဲကလို့ပြည်သူကိုတောကဒုက္ခများစွာပေးတတ်တဲ့သုတန်ရုပ်မာတဲ့တားတော်ကြီးကိုဖခင်ဘရင်ကပြည်နေတံပေးတယ်လို့စုံမရမှာပဲသူတို့နှစ်ယောက်စလုံးအတွေ့ကိုစီဝင်သားဟန်လက်ဖက်ရည်ကို မောတောက်လိုက်သည်ဒိန်ကျဲကတော့ကိုလွမ်းပြောတယ်လို့ဖြစ်ရင်တော့ကောင်းတာပေါ့ဟုတ် ပြောရင်စိတ်လေးကိုဖွာပြန်သည်ကျွန်တော်ကတော့တခါတရံမင်းတေချာစဉ်းစားကြည့်တချို့ရဲဘော်တွေလက်နဲ့အရသာခံကြတယ်ဆိုတာမှန်ပါတယ်ငါလဲမငင်းလို့ဒါပေမဲ့သူတို့ရန်သူအာနာရှင်ကိုတိုက်နေကြတာပဲလေဒီလိုတိုက်ရင်လက်နက်ကင်နဲ့အရသာခံရင်တော်လန်ရင်မှာ စတိုင်ကြကြနေတယ်ဆိုရင်တောင်းတိုက်ပွဲမှာသူတို့အသက်တွေပေးလိုက်ရတာဖြစ်ဖြစ်ဒါမှမဟုတ် ခြေပြက်လက်ပြက်ဒုက္ခိတဖြစ်သွားခဲ့ရတာပဲဖြစ်ဖြစ်သူတို့လက်နက်ကိုင်းအရသာခံနေဆိုတာ အသေးအမွာကိစ္စပါပဲသူတို့ဘဝကတော့တသက်တာပြီးဆုံးရပြီဒါပေမဲ့မပူပါနဲ့မင်းကောင်းတို့ဓမ္မပြည်သူနဲ့သားချက်ချင်းအပြည့်မချားမြစ်တာညီမြကောင်းပေစားတဲ့ပြည်သူကောင်းပြည်သူမြတ်ကလည်းအင်ဂုတ်တရာနိကာယ စတုထနိပါက ပါဠိတော်တွေကလို့ပျောက်လျင်မရှာပြတ်တာမပြင်းစင်ခြင်းမသုံးအဖြုံးဟော်ရင်လူပေါက်ပန်းကို ရှည်တန်းမာတင်ဤလေးအင်အမှန်ပင်ပျက်စီးချောင်းဆိုသောတရားကိုစန့်ကျင်သွားလိမ့်မယ်ဆိုတာငားယုံနေသူတို့နှစ်ယောက်ကကျွန်တော်ကိုပြုံးစီစီလုပ်နေသည်နေမင်းကလည်းကောင်းမွန်ရောက်နေသည် ပြောရင်ဆိုရင်ထမင်းစားချိန်တော်ရောက်နေပြီ။ ကဲလာနောက်ရင်ရောက်ခိုင်လေပြည်သူကျွေးတဲ့ထမင်းလေးစားပြီးပြည်သူတာဝန်ကိုကျေပြွန်အောင်ထမ်းကြရအောင်သူတို့နှစ်ယောက်ကလည်းကျွန်တော်ကိုညင်းမရသည့်အစုံကျွန်တော်နဲ့အတူ ထမင်းဝင်စားကြသည်ငါလဲငါမိပါစီရောက်မှထမင်းကောင်းကောင်းစားရလားကွာ ရှည်တန်းမှာတော့မင်းတို့သိတဲ့အတိုင်းပဲဟင်းရှိရှိမရှိရှိ ထမင်းဆက်ထမင်းပြဲစားရတာပဲငါတို့အသက်ရှင်မှတော်လန်ကြီးလုံနိုင်ပါဘူး တမင်စာရင်ပင်စကားလက်ဆောင်ကငြိမ်လာပြန်သည်ဒါနဲ့မင်းကောင်မလေးနဲ့ပြတ်သွားပြီဆိုဘယ်သူပြောတာတော့ကျွဲကြီးလေအာမပြတ်ပါဘူးဗျာသူကသဝင်တို့လို့စကားများကြတာပါပဲခုပြောရင်းဆိုရင်တော့သူ့ကိုလွမ်းလာတယ်လို့လို့ဒိန်ကျဲကထမင်းစားရင်ကျွန်တော်ကိုစနောက်ပြောသည်အေးကွာငါတို့တော်လန်ရေးရဲဘော်တွေကိုတော်ယုံမိမတွေက မချစ်ရဲကြဘူး။ဘာပဲဖြစ်ဖြစ်လွတ်လပ်တဲ့အနာဂတ်အတွက်မလွတ်မြောက်သေးတဲ့ဘဝမှာမင်းတို့ရဲ့အချစ်တွေခောက်သိမ်းထားလို့ရရင်ခောက်သိမ်းထားကြ။တော်လန်ကြီးကပို့အရေးကြီးတယ်။တရားတဲ့စစ်တွေငါတို့နိုင်အောင်တိုက်ရအောင်မင်း။သူတို့နှစ်ယောက်စလုံးပြုံးလျက်သား။ချစ်ခင်လေးစားလေးရဲ့မောင်တုံညရှက်ပုံသားလေး